ေရာရှင်ယတိအားဂျာပန်ငါးကိုင်ပေးလှူ၍ပါရမီဖြည့်ဖက်စုပန်ခဲ့သူသည်ဤသူနီးသူစိတ်တာသူမိတ်တာသူနန္တာသူမာလာသူမိတ်တာမှန်ပါလေဖျားလောင်းသည်ညီသည်ဘွားအတွင်မြမဖောက်မပြက်ထိမ့်သိမ့်ဆောင်ရွက်ခဲ့သောပါရမီသည်ညီသည်ပါရမီဖြစ်ပါသည်ဒါနာတီလာမေတ္တာသစ္စာသစ္စာမှန်ပါလေသိခဲ့ပါလားမှန် လူသားစာပေါ်ဒိတာတာမင်းအားလူကောင်းတယောက်ဖြစ်အောင်တရားဟောကြားဆုံးမပေးနိုင်ခဲ့သည့်ရှင်ဘရင်သည်မြည်သူဖြစ်ပါသည်။မဟာဇနကမဟာသုဒ္ဓသောမဝတ္တန္တရာတေမိယမဟာသုဒ္ဓသောမမှန်ပါလေရှင်ဘရင်ဖြစ်ခဲ့စဉ်အနေငယ်မှောင်ရွှန်ဆုံးဖြတ်ခဲ့မှုကြောင့်ငရေကြခဲ့ဘူး၍ထီးနှန်းစည်းစိမ်ကိုကြောင်းရုံကငယ်စဉ်ကပင်စွန့်အနာပင်ဟန်ဆောင်ခဲ့သည့်မင်းသားသည်မြည်သူနီမဟာဇနကကောတလနေမိတေမိယ တင်ပြီးရမှန်ပါလေဖျားအလောင်းတော်သည်ဘွာပေါင်းများစွာ ပါပင်ဖြည့်ခြင်းအတိုင်းရီမန်းချက်ကြီးဗနဲ့ချက်ကိုဥဒိတ်ထား၍ကျင်းဆောင်ပါသည်။နှစ်ချက်၊၃ချက်၊၄ချက်၊၅ချက်၃ချက်မှန်ပါလေစုံချင်းကြီး၅ပါးတို့မှတိုင်းပြည်နိုင်ငံထီးနန်းစည်းစိမ်ရွှင်ငွေစသည်တို့ကိုစွန့်၍ပါရမီဖြည့်ခြင်းသည်မြည်သည့်ပြိဿာကဖြစ်ပါသည်။ ဒနာပရိစ္ဆာကပုတ္တပရိစ္ဆာကဗရိယပရိစ္ဆာကအင်္ဂါပရိစ္ဆာကဒနာပရိစ္ဆာကမှန်ပါတယ်အမျိုးဆက်၄မျိုးရှိရာဖျားရှင်တို့သည်မိသည့်မျိုးရိုးနှစ်ခုတွင်သာဖြစ်မြဲတမရာဖြစ်သည်။မင်းမျိုးနှင့်ပုံနာမျိုးမင်းမျိုးနှင့်ကုံတယ်မျိုးကုံတဲ့မျိုးနဲ့ပုံနာမျိုးပုံနာမျိုးနဲ့သူစင်းရဲ့မျိုးမင်းမျိုးနဲ့ကုံကပုံနာမျိုးမှန်ပါတယ်ဆရာမ အလောင်းတော်တရေခား၍ဆယ်လားစီသောကဆုံလားပြင်းနေတွင်မေတော်မာယာသည်ဆွေမျိုးများရှိရာမြည်သည့်ပြည်သို့ခရီးထွက်ခဲ့ပါသည်။ကပိလဝုတ်ပြည်ဒေဝတဟပြည်ကုသနာယုံတာဝတိကုသနာယုံမှားပါတယ်။မေတော်မာယာသည်အလောင်းတော်မင်းသားလေးအားမြည်သည့်အနေထားဖြင့်ဖွားမြင်ခဲ့သည်။လျှောင်းထိုင်ရက်သွားလျှောင်းမှားပါတယ်။မှားပါတယ်။ရက် ဖရာအလောင်းတော်ဖွမ်းမြင်ပြီးနောက်ဗနေရဲ့မြောက်နေ့တွင်တိတ်တဒါဟုအမိကင်ပုံးတက်ခဲ့ကြသည်နီ3ရက်4ရက်5ရက်9ရက်မှန်ပါတယ်ဝင်ကြီးချုပ်ဦးနုသည်ဗုဒ္ဓဝင်ဒေသနာတော်ကျမ်းကြီးတဆူရေးသားပေးပါယံမင်းကုန်းဆရာတော်ကြီးအားဗနက်ချိန်တိုင်းလျှောက်ထားခဲ့သည်နီတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်လေးချိန်မှန်ပါတယ် ။ပြီးဝိမင်းနှင့်ဝိတန္တရာမင်းဘွားတို့တွင်ဂေါရမမြတ်စွာဘုရားအလောင်းတော်သည်မြည်သည့်ပါရမီကို အထွတ်ထိပ်ရအောင် ဖြည့်ခြင်းခဲ့ပါသနီ။ဒါနာတီလခန္တီမေတ္တာ။ဒါနာမှန်ပါလေ။ဘုဒ္ဓောဘုဒ္ဓောတိဂောသောအတိတုံလဘတော်တော်မြတ်စွာဘုရားမြတ်စွာဘုရားဟူသောအတန်မြှောက်ကိုပင် ကြားရဖို့ရန်အလွန်ခဲရင်သည်ဟူသောစကားကိုမြည်သည့်အထာကထာဆရာတော်မိန်ကြားခဲ့သည်။ အရှင်မဟာကစီအရှင်မဟာဗုဒ္ဓဂောဒအရှင်ကွန်းထင်ညအရှင်အာနန္ဒအရှင်မဟာဗုဒ္ဓဂောဒမှန်ပါလေမြတ်စွာဘုရားရှင်သည် ရာဇဂိုပြည်သို့ကြွားရောက်ရာတွင်ယန္နာမထေမြည်များပါဝင်ခဲ့သည်2500 900 1500 1000မှန်ပါလေဟုတ်ကဲ့မင်းကြီးเจ้าဦးနုသည် ဗုဒ္ဓဝင်ဒေသနာတော်ကျမ်းကြီးတစုရေးသားပေးရင်မြည်သည့်ဆရာတော်ကြီးအားရှောက်ထားခဲ့ပါသည်နိမဟာစီဆရာတော်မင်းကုန်းဆရာတော်မိုးကုတ်ဆရာတော်လေဒီဆရာတော်မင်းကုန်းဆရာမှန်ပါတယ်ဖရာအလောင်းသည်တိဝိမင်းဖြစ်စဉ်အလူခံပုံနာမြည်သည့်အင်္ဂါအစိပ်ပန်းကို ထုတ်၍ထူထမ်းခဲ့ပါသည်နိနှလုံးမျက်လုံးချောက်ကပ်အသေးမျက်လုံးမှန်ပါတယ် မြတ်စွာဘုရားရှင်ဖရာဖြစ်တော်မူသောခုနှစ်သည်မဟာတက္ကရညီသိနှစ်တွင် ဖြစ်ပါသည်။တရားနှစ်ခုနှင့်တရားသုံးခုနှင့်တရားလေးခုနှင့်တရားငါးခုနှင့်တရားသုံးခုနှင့်မှန်ပါတယ်။ဒီမူကြီး